ရင်တွေ့သည်များကြားသည်များတွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရာကြလိမ့်မယ်ယဟန်တို့မကင်ကောင်းသောအရာများတဲ့နော်ယဟန်တွေမကင်ကောင်းတဲ့အရာများကနံပါတ်1ကမျိုးသမီးရဲ့ကိုခန္ဓာဟိုဒီနေ့ပါသွားပြီနော်မျိုးသမီးခန္ဓာကိုမထီကောင်းမှုတော့ပြောပြပြီကိုအမေလည်းမရဘူးကိုအမလည်းမရဘူးကိုညီမလည်းမရဘူးအတော်ဒီပါရီလည်းမရဘူးတူတူမတူမလေးလည်းမရဘူးပေါ့နော်မျိုးသမီးဆိုရင်ဆွေမျိုးတော်တည်ဖြစ်တယ်မတော်တည်ဖြစ်စေဘာစိတ်နဲ့မှအထီးလို့မရတာ မကန်ကောင်းတဲ့ထဲမှာပါပါငါတို့ကမตายရဘူးဆိုလည်းမရဘူးနော်ဒါကမဆိုင်ဘူးตายရင်အဘက်တစ်မျိုးမตายရင်အဘက်တစ်မျိုးဘလို့ပဲဖြစ်ဖြစ်အဘက်ကတော့မလွတ်ကောမလွတ်တာဟုတ်ပြီနော်အဲတော့ငါတို့ကမตายရပါဘူးကိုညမမလွတ်ကိုင်းတာပါကိုတူမလေးမလွတ်ကိုင်းတာမရပါဘူးဘလို့မှမရအောင်အခုကဖွားရွယ်ပဲမရပါဘူးနော်ဘယ်ရွယ်ပဲဖြစ်နေဖြစ်နေမရပါဘူးနော်နံပါတ်1ကအမျိုးသမီးအသုံးဆောင်ပစ္စည်းများဒါဒီနေ့ကလည်းပြောခဲ့ပြီဝတ်ထားသည်ဖြစ်စေဝတ်ထားသည်ဖြစ်စေတို့ရဲ့အဝယ်စားတွေနော် နောက်ခုနကကြာအသုံးဆောင်ပစ္စည်းတွေမထီကောင်းဘူးမကင်ကောင်းဘူးပေါ့ဒါဟိုကြောင်းမှာကြံခဲ့တဲ့ဥစ္စာကျတော့ဒါကောက်သိမိလို့ရပြောခဲ့ပြီနော်အဲ့ဒါနောက်မှလည်းတစ်ခုပါအောင်ပါအော်နံပါတ်3ကအမျိုးသမီးရုပ်ပုံရုပ်ထုပေါ့နော်ဒီသတင်းစာတွေ channel တွေ magazine တွေမှာမျိုးသမီးပုံပါလေအဲ့ဒါတွေမကင်ရအောင်နောက်ခုနကအဲ့ဒီရုပ်ထုတွေပေါ့မျိုးသမီးရုပ်ထုတွေသွားထိကင်လို့မရအောင်ဘဘူးပကြီးဘဘူးဘာမှမျိုးသမီးဆိုကင်လို့မရအောင်အဲ့တော့ခုနကပြောသလိုဟိုမအိတ်ကောင်းတဲ့အထက်မှာ မျိုးသမီးနာမည်ကောင်းဆိုတော့မျိုးသမီးအမဟိုတိရစ္ဆာန်အမတွေလည်းပါတယ်ပြောခဲ့တယ်လေအဲ့တိုင်းပဲမကန်ကောင်းတဲ့ထဲမှာလည်းတိရစ္ဆာန်အမတွေလည်းပါတယ်ဆိုတော့တိရစ္ဆာန်အမရုပ်တွေလည်းမကန်ရအောင်ပုံတွေပေါ့နော်ဟိုမှာတိရစ္ဆာန်အမရုပ်ပုံတွေပါတယ်လည်းမထီရအောင်အဲကြောင့်ရှေ့တော့ဆရာတော်ကြီးတွေဆိုမိကြီးမှာနတ်သမီးရုပ်လေးတွေပါတော့ဆရာတော်ကြီးတွေကအဲ့မိကြီးပါလို့ဖျက်ပလိုက်ရတယ်နတ်သမီးရုပ်ဖျက်ပလိုက်ရတယ်အကြောင်းကျွန်တော်အမျိုးသမီးပုံပါတဲ့ဥစ္စာကိုကန်ကျင်တယ်ဆိုလို့ရှိရင်သူကနှမျိုးရှိတဲ့ကန်တာကမထီအောင်ဘေးနားကန်လို့ရတယ်သူကပုံကွင်းမထီရတာစားဖို့ကန်လို့ရတယ်ဥမာပေါ့ဆယ်တော်တွေသတင်းစာဖတ်ကြတယ်ဂျာနယ်တွေဖတ်ကြတယ်မျိုးသမီးပုံတွေပါတယ် ဲ့တော့မထီအောင်ကင်မယ်ဘေးကနေကင်မယ်ပုံကအလဲမရှိမယ်ကိုကနှခမ်းသားလေးကိုကင်ပြီးလှမ်းမယ်ပေါ့နော်အဲ့ဒါရတယ်သူကမျိုးသမီးပိုင်ဘာမှမထီအောင်လို့ဆိုတာမဟုတ်ဘူးနော်ပုံကမထီရတာဘေးနှခမ်းကိုထီလို့ရတယ်အဲကြောင့်မျိုးသမီးပုံကိုမထီနဲ့ဘေးနှခမ်းကိုထီနော်အဲ့လိုမျိုးရတယ်တချို့ကနားမလဲတော့ဟိုသွားပြီးတော့ပြမမိတက်မှဆိုလို့ပြောတာနောက်တခါကင်လို့ရတာကမျိုးသမီးပုံကိုဘောပင်နဲ့ချစ်ပလိုက်အဲ့ဒါပုံကိုတိုင်းကင်လို့ရပါလိမ့်ဆိုတော့နော်ပုံကို shopping လို့ဘောပင်လို့နဲ့ပုံကိုချစ်ပလိုက်ပေါ့နော်အဲ့လိုဆိုရင်သူတို့ကင်လို့ရသွားတယ် ။အဲကျွန်တော်တို့တခါကြုံမှုတယ်လေအဲ့ဒီဂျာမနီရအမျိုးသမီးတယောက်နဲ့တခါကြုံတာပေါ့။အေးတငယ်ချင်းတယောက်ကဘုန်းကြီးလူထွက်တယောက်ကသူ့မိတ်ဆွေသူ့အလုပ်ပိုင်ရှင်နဲ့တူပါလေသူကခေါ်လာတာပေါ့။ကြောင်းလာပြတာဂျာမနီမျိုးသမီးခေါ်လာတော့။ဦးစင်းအဲ့မှာဟိုဒေါန်ဆိုင်းစုကြည်ရဲ့ပါလေသူမိတ်ခွန်းလားပါလားမသိဘူး။အဲ့စာအုပ်တော့ကိုဖတ်ဖတ်နေတဲ့အချိန်။ဒါပေမဲ့အဲ့ဒီမှာဒေါန်ဆန်းကြီးပုံနဲ့အများကြီးပါတယ်။တကမိုင်းဒေါန်ဆန်းကြီးပုံနဲ့အများကြီးပါတော့မအပ်ဆက်ဘူးလေ။ဦးစင်းအဲ့ဒါကောလုံးဘောပင်နဲ့ချက်ပလိုက်တာတကမိုင်းတော်စန်းကြီးပုံနေအကောလုံးဘောပင်နဲ့ချက်ပလိုက်တာချက်ပလိုက်တော့ ဦးစင်းအဲ့ဒါကိုဖတ်နေတော့သူကပုံလေးကိုတက်ချက်ခတာတော့သူမြင်တော့ချင်မရကဒေါန်ဆန်းကျင်ဘုံလို့လာတယ်ချင်မရကဒေါန်ဆန်းကျင်ကိုမကြိုက်လို့တက်ချက်ခတာတာလားပေါ့မတူတော့မဟုတ်ဘူးလို့တို့ဝီနီမာကဒီအမျိုးသမီးပုံတွေကရန်နေထိလို့မရဘူးလို့အဲကြောင့်အမျိုးသမီးမှန်ရင်ဘယ်သူပဲဖြစ်ဖြစ်တို့ကအကင်လို့မရတဲ့တော့ကြောင့်တက်ချက်ခတ်ထားတာလို့သူပြောတော့သူသဘောတွေကြားသွားတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးရှိတယ်ပေါ့အဲကြောင့်ဆိုတော့ကအမျိုးသမီးပုံကိုထိလို့မရဘူးတိုးတော့တက်ချက်ခတ်ထားရင်ဘောပင်နဲ့ချစ်ပလိုက်ရင်ထိလို့ရတယ် နောက်ဘာမှမလုပ်ရင်လည်းနှခမ်းသားလေးကင်တော့ရတယ်နော်အဲ့လိုမျိုးလည်းရှိတယ်အဲ့တချို့တကယ်မှတွေကဟိုတချို့စာအုပ်တဲ့လူတဲ့ခါမှာမျိုးသမီးပုံပါတယ်ဆိုဘာလို့တော့ဟိုကိုယ့်ဘာကိုဖျက်ပြီးတော့ထူကြတာမျိုးလည်းရှိတယ်ပေါ့နော်ဆရာတော်ကတ်တဲ့ခါမှာကိုယ်ကိုယ်တိုင်ပဲအိမ်မှာတခါလေးဖျက်လာခဲ့လိုက်တယ်အဲ့လိုမျိုးဒါမှမဟုတ်လည်းတချို့ဒီလိုလေတချို့စာအုပ်တွေမှာမျက်နှာဖုံးမှာမျိုးသမီးပုံတွေပါတယ်အဲ့ဒါဆိုရင်ကင်ရတာနည်းနည်းခက်နေတယ်ပေါ့ချောင်းကင်ဖို့ကလည်းမလွယ်ဘူးလေအဲ့ခါကျတော့အပြင်းရနေပြီးတော့တခုခုအုပ်လိုက်ရလည်းရတယ်အပြင်းရနေဘလာစာအုပ်ဖြစ်ဖြစ်ဒီစာရွက်ဖြစ်ဖြစ်တခုခုနဲ့ကာပါထားလိုက်ပေါ့ အဲ့ဒါလည်းမြို့သူပုံကိုမထီးမိတော့ဘူးလေအဲ့အဲ့ဒါမျိုးကြောင့်မထီးမိဖို့ကအဓိကပဲနော်ရှိတာပြဿနာမရှိဘူးမထီးဖို့လိုတယ်နောက်နံပါတ်၄ကယတနာမျိုးမျိုးတဲ့နော်ယတနာဆိုရင်ဘယ်ယတနာမှရဟန်းတော်တွေမထီးကောင်းပါဘူးနော်လူခံလို့လည်းမရဘူးပေါ့နော်ဟိုတန်ခတ်တာဒီမှလူလိုက်ရင်လည်းမရဘူးနော်အဲ့တော့တခုတော့ရှိတယ်ပေါ့ဦးလေးကတနေ့ကပြောတယ်လေဟိုကြောင်းတိုက်အားလူပါအေးဆိုရင်တော့ရတယ်ဒါပေမဲ့ယဟန်းလက်ခံလို့တော့မရဘူးလေငင်းလည်းမငင်းရဘူးပြောခဲ့ပြီလေဘကိုကိုလူတော်မို့လို့ငင်းလို့မရဘူး နော်မန်းဆက်တဲ့ကြောင့်လက်ခံလို့လည်းမရအောင်သူကသူလူပြီးထားပခဲ့ရတယ်နော်ရှင်မယဘုရားအတွက်တောက်မဲ့စနာလူပါကြီးဘုန်းကြီးကန်လို့မရအောင်နော်အာငါ့အတွက်မဟုတ်ဘူးလေငါဘုရားအတွက်ကန်ပေးတာလည်းမရဘူးနော်ဘလို့မှောက်ကန်လို့မရတာနော်တချို့ကလည်းအဲ့လိုမျိုးထင်တတ်တယ်လေငါ့အတွက်မဟုတ်ဘူးငါဘုရားအတွက်လူခံပေးတာကန်လို့ကိုမရတာနော်လက်စနာမင်းဘသူဘယ်ဘသူပစ္စည်းပဲဖြစ်ဖြစ်ကန်လို့ကိုမရတာဘုရားပစ္စည်းလည်းမကန်ရအောင်နော်အကြောင်းဦးတင်ကိုတင်တက်ပြောတယ်ရွှေချရတဲ့ဘုရားတော့ခိုင်လို့မရဘူးလို့ပြောထားပြီးပြီလေ။နော်ရွှေချရတဲ့ဘုရားတော့ခိုင်လို့မရအောင်။ငဲ့လည်းမျိုး။ လှူတာတော့လှူပေါ်ရွှေရတာပြလှူလို့ရတယ်ဒါပေမဲ့ရဟန်းတွေထိလို့မရတာနော်အဲ့တော့ယန္တနာမျိုးမျိုးဒီရဟန်းတွေမထိကောင်းဘူးမကင်ကောင်းဘူးအလှခံလို့မရအောင်အဲ့တော့စဘာမျိုးမျိုးနော်အဲ့စဘာတွေလည်းရဟန်းတွေမထိကောင်းဘူးနော်အဲ့တော့ဆန်တို့စဘာတို့ဆိုတာရဟန်းတွေမကင်ကောင်းဘူးအဲကြောင့်ဟိုဆွန်းတဲ့သိကထွက်တဲ့ခါမှာရဟန်းတော်တွေကိုဆန်နေစဘာတွေလည်းမလောင်းအောင်ပေါ့နော်ဆန်အိတ်တွေကတ်တာတို့စဘာအိတ်တွေကတ်တာတို့မလောင်းအောင်ပါအော်ရဟန်းတော်တွေကစံစဘာတွေခြင်လို့မရဘူးလေနော်စံစဘာတွေခြင်လို့မရအောင်အဲ့တော့ ចောင်းသားတွေកပ်ပြားတွေကိုပဲပေးရမှာပေါ့ဆိုင်လေးစပားတွေកပ်မှာဆိုရင်လေနောက်လက်နဲ့အမျိုးမျိုးเนาะယဟန်တွေကဘယ်လက်နဲ့မှកាន់လို့မရအောင်မកាន់ဘူးလို့ဆိုတော့တနက်တွေပါသွားកាន់ကြည့်တာកាន់ကြည့်လို့မရအောင်เนาะဆိုတော့တနက်တခါကြီးခဏတနက်ခဏလောက်ပေးသားမកាន់ကြည့်ရှင်လို့ပါသွားកាន់လို့မရအောင်တကယ်အစ်စ်ပြောတာပေါ့เนาะအတုတော့မဟုတ်ဘူးပေါ့ခလေးကစားစရာ plus တနက်တော့မဟုတ်ဘူးပေါ့အဲ့တော့တကယ်တနက်တွေပါလေယဟန်တွေသွားកាន់လို့မရအောင်လက်နဲ့တွေနိကလန်တို့မြားတို့လေးတို့ဟုတ်လားသူကအဲ့ဒါယဟန်တွေកាន់လို့မရအောင်အဲ့တော့နောက်တစ်ခါတူရိယာအမျိုးမျိုးတယ်เนาะဒီဘုံတွေအိုးစီတွေ ယဟန်နေထိလို့မရအောင်နော်ဒီနေ့ခေတ်ဆိုရင်ဗာအော်ဂန်တွေဟာလာသူကဒရန်တို့ပါတော့အကုန်လုံးယဟန်နေခက်ပေါ်ဒုရိယာဖြစ်ဖြစ်ရှီအောင်ဒုရိယာဖြစ်ဖြစ်ဘယ်ဒုရိယာမျိုးစုံကောဗာယဟန်နေကင်လို့မရအောင်ထိလို့မရအောင်ဒါတားရမတားရမဆိုင်ဘူးနော်ငါတို့ကမတားရမတားရလို့ချင်လို့လို့ရဆိုသဘောတောက်နေတယ်နော်ဒီနေ့ခေတ်ကလေမဆိုင်ဘူးနော်ဒါတွေကတာယန်နေပစ်စင်မတားပစ်စင်လုံးဝထိလို့မရတဲ့ပစ္စည်းဒါတွေကဟုတ်ပြီနော်အခုပြောခဲ့တဲ့ပစ္စည်းစင်းသည်တာယာယာမတားယာယာမထိဟောင်းတဲ့ပစ္စည်းတွေဒါကနော်အဲငါတို့ကမတားရဘူးမမြင်ဘူးလို့ခိုင်းကြည့်တာလည်းမရအောင်နော်ခိုင်လို့မရတာဟုတ်လား